ဆရာကြီးမင်းသင်္ခါရဲ့ပြည်ကြီးမန္တိုင်းမြကြီးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း14မြကြီးအားနောက်တရက်တွင်အချုပ်မှလွတ်ပေးလိုက်ရတော့သည်မြကြီးနဲ့ဥလေအားဘာမှမပူနဲ့ဥလေဝိတ်လုံးကောင်းကောင်းငှားပြီးကျွန်တော်အမှုလိုက်ပါမယ်ဟုအပိစကားပြောကအချုပ်မှထွက်လာပြီးနင်ဒေါ်ရွှေရနှင့်တွေ့ဆုံ၍ဒေါ်ရွှေရအားလည်းကြော့နေတော်သည် ဒွါရွှေရလည်းမြင့်ရင်များတက်တွေတွေစီးကြလာမင်းလေဓာတုပါကွယ်ဓာတုဓာတုငါသားကြီးဖုံးကြီးလို့တက်ရှိပါစေကွယ်ဟုပြောဆို၍မြင့်ရင်များကိုအင်ကြီးစာဖြင့်တုတ်လေအမေအမေကျွန်တော်မှအမေလည်းမရှိပါဘူးအမေကိုပဲလှုပ်ကြွေးပါမယ်အမေတယောက်ရတယ်လို့ပါပဲကျွန်တော်ဝမ်းသာပါတယ်အမေဟုညာကြီးကလှိုက်လိုက်လဲလဲပြောလေရာဒေါ်ရွှေရလည်းလွန်စွာမှပင်ဝင်းမြဝင်းသာဖြစ်၍သွားလေတော်သည်ထို့နောက်ညာကြီးသည် လမိုင်းအလောင်းအားစေယုံကြီးမှထုတ်ရွေ့စင်ပြူကန်တုတ်တန်၌ဂူသွင်းရန်စီစဉ်ရလေသည်အုတ်ဂူနေရာမှာလည်းရခင်တကားလမောင်သေးပြီးအမတ်နှင့်အမည်မသိသူတို့အူအားဂူသွင်းခဲ့သောနေရာနှင့်ရှင်လျက်ရှိနေပေသည်ဟဲ့မြကြီးဒီမှာလဲလမောင်ဆိုပါလားဟူတော်ရွှေရကမေးလေအဲ့ဒါပေါ့အမေကျွန်တော်ရန်ကုန်ကရောက်လာပြီးလာမောင်အလောင်းမှတ်လို့တကြွခဲ့တာပေါ့ဟိုရှင်းပြလေရတော်ရွှေရကအမလီလူစိုးကြီးရဲ့ တသက်မှာနှက်ခါတည်ရပါဘောလားဟုဆိုကငိုကြွေးနေတော့သည်ထိုသူလှမောင်အားတကြိုချင်းကိစ္စပြီးစီးသွားသည့်အခါ၌ညာကြီးကလှမောင်အတွက်စွန့်တွတ်ရန်ဟုဆိုကဒေါ်ရွှေရကြီးအားငွေ300ပေးလိဒေါ်ရွှေရကြီးပြန်ရန်အတွက်ယထာလက်မှတ်ဝယ်ပေးပြီးဦးသာယုံတို့လည်းညာကြီးသာမဟုတ်ပဲဥနဲ့ကျော်ရာဇွေအုပ်ကိုကျော်မြင့်နဲ့ကက်စီဝင်းဖီတို့ကပါလိုက်၍ပို့ဆောင်ကြလေသည်ညာကြီးသည်ယထာထွက်ခံနေ၌ဒေါ်ရွှေရကိုတော့လေဦးနဲ့ကျော်ကလည်း ဒေါ်ရှင်ရီခင်မရဲ့ဂိတ်တီမှာတာမြကြီးနဲ့ကျုပ်ရဲ့သမီးကယူကြမှာဆိုတော့ခင်မနဲ့ကျုပ်နဲ့လည်းခမီးခမဲဖြစ်သွားပြီပေါ့ဗျာလိုတဲ့အကူအညီကိုပြောပါဟု အပိစကားပြောနေသည်မိရထားထွက်သည့်ခါ၌ဒေါ်ရှင်ရကြီးသည်ငိုယူလျက်ရန်ကုန်သို့လိုက်ပါခဲ့လေ၏အိမ်သို့ရောက်သည့်အခါတွင်အိမ်ဤပါချင်းများကဒေါ်ရှင်ရကြီးထံရောက်လာ၍ဒေါ်ရှင်ရအလှမောင်ကဘလို့ဖြစ်တာလဲ ကျွန်မလည်းမသိပါဘူးလမောင်ဆုံးပြီဆိုတဲ့အတန်ကြိုးစာရလို့ဒေါ်ရှိယာမန္တလေးချက်ချင်းထွက်သွားတာပဲသိတယ်စသဖြင့်တရိပ်မေးမြန်းကြနေတော့ဤဒေါ်ရှိယာကလည်းပြောတော့မပြောချင်ပါဘူးတော့ဒီလိုအဖြစ်မျိုးကကြုတ်တယောက်တည်းမှာပဲဖြစ်မှာပါဟုအစချီလျက်လမောင်တည်ဆုံးရပုံရက်ွက်အော်ကြောလံအယတမငမူးငမြကလမောင်အတွက်အနစ်နာခံရပုံ၎င်းနေထိုင်ရာကြောက်ရည်တွင်လမ်းလေး၌တောင်မဟုတ်ပဲအောင်မင်္ဂလာလန့်နတ်စင်လန့်တီတာလန့်စသည်တို့၌၎င်း ထိုတဝရှိလူစုလူဝေးဖြစ်ရာဤနောင်လဖေးဆိုင် အောင်းတပြေဒေါ်တင်ညွဤလဖေးဆိုင် ကိုထွန်းစိန်လဖေးဆိုင်ဒေါ်ဆန်ရှာဟီမုံင်းကားဆိုင်စသည်တို့၌လည်းအယံမှုသမငမြဤချောင်းကိုပုံမြင့်တပ်ဖွဲ့ပြောဆို၍နေကြလေတော့သည်တနေ့တနိုင်တော်ရှေရသည်တိတာလန်းထဲရှိနေပြီးတော့ပင်မင်းဆိုင်၌အယံမှုသမငမြခေါ်မြကြီးဤချောင်းကိုပြောနေစဉ်ငမြနေတောက်ဖို့တောက်ဖက်ဖြစ်ကြကုန်သောတိန်လိုင်းမောင်ပုတင်ငွေတန်းမောင်တို့ပါလာရောက်၍နားထောင်ကြလေ၏ နေပြည်တော်ပင်မဆိုင်ပါရှင်ဥမြိုင်ကဟေ့ကောင်းနေမင်းတို့လာတာတော့ကောင်းပါရဲ့ကွာမင်းတို့စီကအရက်နိုင်ကငါတော်မတော့ဖဲရေချင်းကြိုက်သွားတော့တာပဲဟုနောက်ပြောင်နေတော့သည်ထိုချိန်၌စားတိုင်းမှစားဖို့သမားစိန်ဝင်းဆိုသူရောက်လာသည်ဖြင့်တိန်လိုင်ကကူမပဲလူဆုံးတော့တယ်ကူမဖွစမင်းလာပြီဟုပြောလေရာ တင်ွေကဟေ့ကသူကဖွစမင်းမဟုတ်တော့ဘူးကွာရာဒူးတက်သွားပြီစားလိုက်ဖို့ဖွမစတာဖြစ်သွားပြီဟုပြောလေ ။စာရိုက်ဘူစင်ဝင်းအနီးတို့ရောက်လာတော့ခန်းလိုက်လဲရဲ့သမားတစုကထိုင်းမာထိုင်းမာဖော့မာစတာကြီးခမရဲ့မိတ်ဆွေငမအထုပ်ပတ်ဒီပြောနေတာပါဟုပြောဆိုကြလိမ့်။ကျုံလဲသိချင်းလို့လာတာဗျာဟိုကဒီကတစုံတစတော့ကြားနေပါရဲ့ဗျာ။ဒေါ်ရွှေရကြီးနဲ့လာတွေ့ပြီးမင်းမဖြစ်တော့မယ်ဆိုလာခဲ့တာ။လမောင်တေးပြီးဆိုတဲ့တန်ကျိုးစာကဟိုတနှစ်ကျော်ကျော်ကတခါရတယ်ဗျာပြီးတော့ဟိုတခါ၃လရက်ကလှမောင်တေးပြီးဆိုပြီး တန်ကျိုးစာလာတော့ကျုပ်လက်ဦးချောင်းချောင်းဖြစ်သွားတာပေါ့ဟုပြောလိုက်ရပင်မင်းဆိုင်ပိုင်ရှင်ဦးမြန်ကဘာမှဦးချောင်းချောင်းဖြစ်မနေနဲ့မောင်စိန်ဝင်ဒီဇလန်းကမင်းချောင်းဖြစ်တာမင်းကတန်ကျိုးစာကိုမတ်ရွှေရစီတော့မပူပဲတက်စီဝင်ထဲတော့ညမကအဲ့ဒီတန်ကျိုးစာတွေ့သွားတယ်အဲ့ဒါကနေစလိုက်တာဟုပြောလိုက်ရစားလိုက်ဖို့စိန်ဝင်ကလည်းငမငမလာပေးစီအောင်လာရင်တော့လာတို့လူအုပ်ကြီးကိုတဝါကြီးဒါနလောက်ခိုင်းရမယ်ဟုသိမ့်လိုက်ကပြောလိုက်ရရဲ့သမားများမှာပွဲကြသွားနေတော့ဤ ။ဤသို့နှင့်ပင်တီတာလန်းထိတ်ပုံစံကြီးမှာအရာမူသမားငမြအကြောင်းသည်ရုပ်ရှင်ဇာတ်လမ်းတစ်ပွဲပြောဆိုချလျာနေရာဖြစ်လေတော့တည်း။ဦးနှံကျော်နှင့်မြကြီးတို့သည်ရှမ်းပြည်နယ်သို့ပြန်ကြလေ။မြကြီးသည်ဦးလည်အမှုအတွက်နာမည်ကြီးဝက်လုံးတဦးကိုငှားရမ်းပေးခဲ့လေသည်။ဦးနှံကျော်တို့အိမ်သို့ရောက်လင်ရွှေရွှေကဦးမြကြီးနဲ့တဲဒီကလည်းကြားလိုက်တာဟုအပြစ်တင်လင်ဦးနှံကျော်ကကံကောင်းလို့သမီးကြီးရဲ့မောင်မြကြီးမန္တလေးပါလူတက်မှုနဲ့ချုပ်ခံနေရလို့ဟုပြောလိုက်ရရွှေရွှေက ဖြစ်မှာဖြစ်ရလေကိုမြကြီးရဲ့ဟူညင်းညူ၍အကျိုးချမ်းကို မေးမြန်းလေရာဦးနဲ့ကျော်ကဖြစ်ပြက်အလုံးစုံကိုရှင်းပြ၏ထို့ကအိုက်ဆန်ကလေးကမြကြီးအားဘလို့လဲကိုကြီးဦးမြသားတို့ဥဘိုဒီတို့နဲ့တွေ့သေးလားဟုမေးလေအေးတွေ့တယ်ကွာသူတို့ကစတာပါကွာသူတို့နဲ့ဖြစ်တော့ငါစီမှာတနက်ပါတယ်ဆိုတာဦးလေကတိသွားပြီဒုက္ခဖြစ်တော်တာပါပဲကွာဟုမြကြီးကပြောလေသည်တို့ညနိုင်မြကြီးတို့ဒီမီးလင်းပေါ်တိုင်းမီးလုံရင်မင်းလာကိစ္စကိုတိုင်မင်ဆွေးနွေးကြလေ ဒို့တို့တိုင်းမင်းဆွေးနွေးပြီးနောက်ဦးနေကျော်ကမောင်မြကြီးတရောထိုးစမ်းပါဦးကွာဟုဆိုသည်ဖြင့်မြကြီးကတရောထိုး၍ဦးနေကျော်ကမောင်နှင့်စီကိုကင်ကာဆိုလေသည်ရွှေရွှေနှင့်ပို့ကလေးတို့ကလည်းကော်ဖီရင်နွေးချမ်းစသည်တို့ကိုစီစဉ်ပေး၏ရွှေရွှေကလည်းမြကြီးနှင့်ပြန်လဲဆုံစည်းရသည်ကတကြားမိမိယူမီယောက်ျားနဲ့မိမိဖခင်သည်လွန်စွာခင်ပင်ရင်းနှီးသူများဖြစ်ကြသည်ကတကြောင်ကြောင့်အထူးပင်စိတ်ချမ်းသာရလေတော့သည် များမကြမီ၌မန္တလေးမှဝေလုံတော်ရတူသည်ညာကြီးထံသို့လိုက်လာပြီးလင်စာချုပ်စာရန်တချို့ကိုလက်မှတ်ထိုးခန့်လေထိုးသို့လက်မှတ်ထိုးခန့်သည်မှာဥလေက၎င်းပိုင်ဆိုင်သောပစ္စည်းများကိုညာကြီးအားအပြီးပိုင်လွှဲပြောင်းပေးလိုက်သောကြောင့်ပင်ဖြစ်လေသည်ညာကြီးလည်းဝေလုံတော်ရနှင့်တိုင်မင်ကဥလေ၏ပစ္စည်းများအားနာမယမိခင်တော်ရွှေရကြီးအားတခုမကျန်လွှဲပြောင်းပေးရန်စီစဉ်လိုက်လေတော်သည်မင်္ဂလာဆောင်မိရက်မှာနီးကပ်လာပြီဖြစ်သည်ဖြင့်ဦးနေကျော်ကညာကြီးရဲ့ အမင်းကိုရောရှင်ပြုကဏီရှင်လောင်းကိုဂယုဆရတယ်လို့ဂယုဆရမှာပဲမင်္ဂလာဆောင်ကဏီတိုင်းမိမာကဒုက္ခတွေတစ်ခုပြီးတစ်ခုရောက်ရောက်လာတာကိုကအပြင်မထက်နဲ့ကအိမ်မှာပဲနေအပြင်သွားစရာကိစ္စရှိတဲ့အခါငါနဲ့မစ္စတာအိုက်စ်နဲ့သွားမယ်ဒိုမီဘူကတိတ်ပြီးအတွဲညီတာกว่าဟုဆိုလိဥနဲ့ကျော်သည်မြကြီးနေနဲ့တကူကူထက်မှန်ဖြစ်ပွားသားမီကိုစိုးရင်ကြီးစိုးရင်နေဤရွှေရွှေကလည်းစိုးရင်လျက်ရှိထို့ကြောင့်မင်္ဂလာဆောင်မိရက်တိုင်းအောင်ဥပုသ်ဆောင်ရမည်ဟုတိုက်တွန်းသည်ဖြင့်မြကြီးမှာဥပုသ်ဆောင်ရနေရလေသည် ရွှေရွှေရဲ့မင်္ဂလာဆောင်မဲ့တို့သာဥပုံဆောင်နေရတယ်လို့ကိုမြကြီးတော့မကြဘူးပါဟုပြောဆိုတော့လဲအမှန်ပင်ရှစ်ပါးသည်လားဖြင့်နေထိုင်ကြရလေသည်တနေ့တနိုင်ဥနဲ့ကျော်အိမ်ရှိသူအငါကားရစီရောက်လာပြီးရင်ဒါဥနဲ့ကျော်အိမ်မဟုတ်လားဟုမိကအထုပ်ပိုးများဝင်းစည်းစလဲများနေဝင်ရလာလေတော့ဤရွှေရွှေကကိုမြကြီးရဲ့ထုပ်ပိုးတွေနဲ့ဘဲကတော်ကြီးမှန်မသိဘူးဟုဆိုတဲ့ပြင်မြကြီးနဲ့အိမ်ရှိသူကြည့်နိုင်ရဒေါ်ရွှေရကြီးဖြစ်ကြောင်းတွေ့ရရင်အမေ ဟူအော်ဟစ်ကပြေးသွားလေရွှေရွှေလန်မြကြီးနဲ့အတူပြေးလိုက်ခဲ့လေတော့ဒီအမေရဲ့လာမယ်ဆိုစာပြည့်ပြည့်တန်ကျိုးစာပြည့်ပြည့်ပို့လာရောပေါ့ကျွန်တော်လာကြုံမှာပေါ့ဟူပြောလေရဒေါ်ရှီယာကမင်းကိုဒုက္ခမပေးခြင်းလို့ငါဘာသာငါလာခဲ့တာပဲဟူပြောလေဥနဲ့ကျော်ကလည်းဒေါ်ရှီယာကိုမြင်ရင်အတော်ပဲဒေါ်ရှီယာရှေ့ဘက်တနေဦးနေနေကမင်္ဂလာဆောင်ရဲ့ပဲဟူပြောရင်ဒေါ်ရှီယာကဖိတ်စာရပြီးပြီလားဖိတ်စာရပြီးပါပြီ။ကဲတော့မကန်းရသေးပါဘူးဟုဆိုကဖိတ်စာတွေ့ရကိုပြလင်ဒေါ်ရှူရကဖတ်ကြည့်ပြီးနောက် အတီလိုဘယ်လုံးလို့ဖြစ်ပါမလဲဖိတ်စာကနှစ်ဖက်မိဘနာမည်ထည့်ရမှာပေါ့ရန်နာကုံတဲ့ဥရွှေလဲဒေါ်ရွှေရတို့ဤတူတဲ့သောတာကြီးရန်နာကုံတဲ့မောင်မြကြီးကိုပင်စင်စားရာဆွေအောင်မင်းဥနဲ့ကျော်တော်သူတို့ဤတမိနဲ့ဆိုတာမျိုးလောက်စမ်းမှာဥနဲ့ကျော်ရဲ့ညာကြီးကတေခါပေါက်ကမွေးတာမှမဟုတ်ပဲသူ့မိဘနာမည်တော့ထည့်ရမှာပေါ့ဟုဆိုလိုက်ရဥနဲ့ကျော်ကစိမ်စိုးပါနဲ့ဒေါ်ရွှေရကြီးရဲ့ခင်ဗျစိတ်ကြိုက်လောက်ပေးပါမယ်ဟုဆိုကဖိတ်စာအစ်စ်ပြင်၍ ကြေးလိုက်လေတော်သည်တော်ရွှေရမှာလည်းပျော်ရပြုံးပြုံးရှိနေလေရွှေရွှေကိုလည်းငါသားငမရကတော့သူ့စေတနာသူတဲ့ချိုးပေးရပဲကွမြာကျော်ကလေးလည်းရရောက်ကမကလည်းချစ်ဟုပြောလေဤသို့နှင့်ပင်မြာကြီးနှင့်ရွှေရွှေတို့မင်္ဂလာဆောင်ရက်တို့ရောက်လင်ခံကန္နာနာနှင့်ရှေးတုံရှေးနီမပေပဲမင်္ဂလာဆောင်ခြင်းအမှုကိုပြုကြလေတော်သည်အိုက်ဆန်ကလေးကလည်းမြာကြီးဝယ်ယူလာတော့ပိုးလုံးကြီးကိုမဝိတ်လို၍ပိုးအမျိုးသားဝိဆုံကိုသာဝိတ်လို့သည်ဆိုသောကြောင့်မြာကြီးကဈေး၌ ဟိုမျိုးသားဝိဇုံတို့ကိုဝယ်ယူပေးရလေဟိုကလေးကလည်းလူကြီးများကိုအကြောင်းမကြားပဲ၎င်းနှင့်တည်ကျွမ်းတော့ပုံမောင်ဆိုင်အဖွဲ့ကိုမင်္ဂလာဆောင်သို့ခေါ်ယူခဲ့ကတီးမုတ်စီတော်သည် မောင်ဆိုင်မှာထူးပင်မြိုင်ဆိုင်လှလေပိုကလေးကခြားတော်ပို့မျိုးသားကြီးများနဲ့အတူတချင်းဆိုချင်းတန်ကျက်တိုင်ချင်းများကိုပြုလုပ်နေတော်သည်မင်းလာဆောင်တို့လာတော်ပရိသတ်တို့သည်ပို့ကလေးမောင်ဆိုင်ဖွဲ့နှင့်ပို့ကလေးတီဆိုသောတချင်းတန်နှင့်တန်ကျက်ကိုအိမ်သို့ရောက်သည်ထီတိုင်အောင်နား၌ဆွဲသွားလေတော်၏ တည်ဆိုခဲ့သောတခြင်းများမှာသူများချစ်သူလေးဘက်သွားလို့နာနေသူတို့များချစ်သူတနက်ခါနဲ့ဖုံသားယူမောက်ဖြူစံမှုစားခဲ့တဲ့ချစ်သူပြတ်မှုကြည့်ခဲ့တဲ့မောင်များကြီးရီစာတဆန့်ငါမကဘူးလို့ဆို30ပုံးပြိဿပောင်းတို့သည်ပိုကလေးအိုက်ဆိုင်ဆိုကိုလွန်စွာသဘောကျသွားကြ၏မိမမျိုးကလေးများကလည်းငါတို့မင်္ဂလာဆောင်မှာဆိုအဲ့ဒီမောင်ဆိုင်နဲ့ဆိုတဲ့ပိုကလေးငားမယ်ဟုချင်းချင်းပြောလေရာတယောက်ကဟဲ့ တချင်းဆိုတဲ့ပိုလေးကသရုသားရဲ့မွေးစားတာဟဲ့ဟုပြောကြလေမင်္ဂလာဆောင်သည်ညာ၌မြကြီးတို့အိမ်သားတစုလုံးမီးလင်းဖို့နေနိုင်စုဝေးကစကားပြောဆိုနေကြလေသည်မြကြီးကလက်ဖေးချံတစ်ခွက်ကို တကုံမြတောက်ပြီးတဦးကျော်တစ်ခုကိုယူ၍စားလိုက်သဖြင့်ပိုလေးကကိုကြီးဒီညတော့စားရပါပြီဟုပြောလိုက်တော့ကြောင့်မြကြီးလည်းမျက်လုံးပြူကပါဇက်တွင်မှတဦးကျော်ကိုပင်မမြူနိုင်ပဲရှိလေတော့သည်ကိုမြကြီးဥပုံဆောင်နေရလို့ ညစာမစားရတာကိုသူကကြည့်ပြီးသနားနေတာဒီနေ့ဥပုပ်ထွက်ပြီးဆိုတော့သူကဝင့်တာနေတယ်လေဟုရွှေရွှေကပြောလိုက်မှပဲအများကြီးလဲတို့ဦးကျော်ကိုမျိုးချပြီးနောက်လက်ဖိအချမ်းကိုတောင်းလိုက်လေတော့သည်တို့ကတော့ရွှေရကဂျုံအိတ်ဖြင့်ထည့်ထားသောလွန်စွာလေးလံသည့်အထုပ်ကြီးတစ်ထုပ်ကိုတရုတ်တိုင်ဆွဲလာသည်ဖြင့်ညာကြီးတို့လည်းဘာပါလဲဟုတွေးတော့ကကြည့်နေကြစင်နိုင်ပြီတော်ရွှေရကအမလေးငါသားငမြနဲ့ရွှေရွှေတို့ပင်လာဆောင်မှာဟောတာကိုလက်ဖွဲ့တယ်လက်ဖွဲ့ဆိုတာမပယ်ရဘူးနော်လက်ခံရတယ်ဟုဆိုလို့ ဘာတွေလဲဒေါ်ရွှေရရဲ့ဟုဦးနေကျော်ကမေးလိုက်ရဒေါ်ရွှေရကကျော်အိတ်ကိုဖွင့်၍အတွင်းမှပစ္စည်းများကိုတက်ချွင်ချွင်ထားပြီးလင်ဦးနေကျော်ကအတော်ရဲ့ပတ်စံအကျွေးတွေများအလေးခံပြီးအကျွေးတန်းတယ်လာရသလားဗျငွေဆက်ကူနဲ့လဲခဲ့ပြီးရောဗျာဟုပြောလိုက်သည့်အချိန်၌ဒေါ်ရွှေရကြီးကအိတ်အတွင်းမှပစ္စည်းများကိုလက်နှစ်ဖက်ဖြင့်ဆုပ်လျက်ဇွဲပေါ်သို့တင်လိုက်ရဦးနေကျော်မြကြီးရွှေရွှေတို့နဲ့တကွပုတ်လေးတို့လည်းဟာကနေဖြစ်သွားကြလေဟာရွှေပြားတွေဟုတ် မစ္စတာအိုက်စ်လီကအော်လိုက်လေရွှေပြားတွေပါလားဒီတိတ်လုံးမဲ့လားမြလာကြည်လားဥနဲ့ကျော်ကပြောလိုက်ရဒေါ်ရွှေရကဟိုမှာတိတ်ရှိသေးတယ်ဟုပြောလိမ့်များပါတယ်အမေရဲ့လက်ဖွဲ့ဆိုတာနည်းနည်းပါးပါးပဲလောက်တာပါဟုမြကြီးကပြောလိမ့်ဒေါ်ရွှေရကအမေမနောက်ထပ်နှစ်အိတ်ကျန်သေးတယ်ဒါရဲ့ဟုဒေါ်ရွှေရကပြောလိမ့်ဥနဲ့ကျော်ကနေစမ်းမအောင်ဒေါ်ရွှေရရဲ့ဒါလောင်ရွှေတွေမြကြီးဘဲကရထားတာလဲဟုမေးလိုက်ရဒေါ်ရွှေရကဦးနဲ့ကျော်ကတော့ရာဇွေးအုပ်ပြီးသားပါပဲ အစီအစီအမေမြန်တဲလက်ထူတာကိုရှင်ဒီလိုပါဦးနဲ့ကျော်ရဲ့အော်ဒီရွှေတွေကကျမတာငမကြီးရဲ့ရွှေတွေလို့ပြောရင်လည်းမမဘူးဟုအစကြည့်လေကျွန်တော်ရွှေတွေဟုတ်လားဟုညာကြီးကမေးလေဒါပေါ့ကွဒီလိုဒီလိုကိုနဲ့ကျော်ကြောင်မြောင်ရက်ကွက်မှာတီတာလန်းဩဘာလန်းတင်းကဟလန်းမက်ကင်လန်းတကုံတီတီလန်းကြားကွက်တင်းလန်းကြောင်မြောင်လန်းကြောက်တော်လန်းကြောက်ရည်တွင်လန်းရယ်လို့လန်းနေရှိတယ်ကျမနေတာကကြောက်ရည်တွင်လန်းမှာ တီတာလန်းနဲ့အောင်မင်္ဂလာလန်းကိုဖြတ်သွားတဲ့လန်းတို့လေးကြောက်ရွံ့ရင်းလန်းဆိုပေမဲ့အဲ့ဒီလန်းမှာအခုသွားကြည့်ရင်ကြောက်ရွံ့ရင်းလည်းမရှိစင်ရွံ့ရင်းလည်းမရှိရေရွံ့နေတူတာဆိုလို့ကြွက်တွင်းကြီးကြီးတောင်မရှိပါဘူးတော့ဒါဖြင့်ဘာဖြစ်လို့ကြောက်ရွံ့ရင်းခေါ်တာလဲဒေါ်ရှူရရဲ့ဟုဦးနဲ့ကျော်ကထောက်လိုက်အဲ့ဒါပြောမလို့ပဲကိုနဲ့ကျော်ကြောက်ရွံ့ရင်းတွင်ကြောက်မှတကယ်ကြောက်သားအစ်စ်နဲ့ပေါင်းခက်ပြီးလှုပ်ထားတဲ့ကြောက်ရွံ့ရင်းတွင်အဲ့ဒီလမ်းမှာရှိခဲ့ဘူးတဲ့အဲ့ဒီကြောက်ရွံ့ရင်းကိုလှုပ်တဲ့သူကဟိန္ဒူလူမျိုးတွေ နွားတွေမွေးတယ်နွားနုမလိုက်တော့နေလှုပ်ပြီးရောင်းတယ်အဲ့ဒီဟိန်တူလူမျိုးမိသားစုကတိတ်ချမ်းတာတယ်ရေတွင်းကလည်းသူတို့ခြံဝင်းတယ်လှုပ်ထားတာပထမတကခေကြီးပြတ်တော့သူတို့ပိုင်တဲ့ရွှေတွေကိုရေတွင်းနဲ့အိုးနဲ့ထည့်ပြီးရေတွင်းကိုဖို့ပစ်ခဲ့တာသူတို့လက်ခေပြတ်ကြီးထဲမှာသေးရောရွှေတွေလည်းမဖော်ပြစ်ဘူးရေတွင်းကလည်းတပြည့်ပြည့်နဲ့ကြောက်ပေါင်းနေပြိုပြီးရေတွင်းမှာတခါတည်းပြောက်သွားတာအဲ့ဒီရေတွင်းကဘယ်မှာမှတ်တယ်လဲပြောပါအောင်မေကြီးဟုမြကြီးကဝင်ပြောလိုက်ရအမေတို့အိမ်အောက်တဲထဲမှာပေါ့ကွယ် မေးတို့မြေခွန်ကြည့်ပါလားပေ၄60မြေခွန်မျိုးမဟုတ်ဘဲနဲ့ကြက်ရှာပုံကြီးဖြစ်နေတာအမှန်ကဒီမြေခွက်ကိုဟိန္ဒူတွေနေတုန်းကခြံစွန်းမိုင်းကမြေနေရကွအမိကလည်းအိမ်အောင်မှာရေတွင်းပြက်ရှိမှန်သိပါဘူးကွငါသားကအိမ်ပြင်ဖို့ငွေပို့လိုက်တော့အိမ်ဟောင်းကလေးဖြတ်ပြီးလက်သမားတွေအိမ်အစ်အတွက်ပနဲ့မရိုက်ခင်မှာအမိကမြေကိုလိုက်ပြီးလှန်တာဂေါ်ပြားနဲ့ဇရီသဘောပေါ်ကွအဲ့ဒီရေတွင်းပောင်ကိုဂေါ်ပြားနဲ့သွားကုန်မိတာအမိကလည်း ဟိုင်းငါအိမ်အောင်မှာရေရင်ပေါင်ကြီးနေပါလားလို့အောက်မေ့မိတယ်။ရေရင်ဟောင်းပေါ်ကနေအိမ်မဆောက်ကောင်းမှုမဟုတ်လားကွ။အမေကဘာဖြစ်လို့မြေလန်တာလဲယဟုရွှေရွှေကဝင်း၍မေးပြန်ဒီလိုသမီးရဲ့အမေကဘေးတင်ယာယီကလေးလဲဝါသနာပါတကွယ်ဒါကြောင့်အဲ့ဒီစာအုပ်ထဲမှာနည်းနည်းတော့ကြည်ကြည်လိုက်တဲ့အိမ်အသေးဆောက်ကန်းကြီးဘယ်နဲ့မရိုက်ခင်မြေကိုလျှောက်ပြီးလှမ်းပြရတယ်မြေပါအခိုင်မရှိအောင်ပေါ့ကွယ်ရှေးလူကြီးတွေကဒီလိုမလန်အားလဲ ကျက်တောင်ပြန်ကိုလွတ်ထားတယ်ဒါလည်းမြေလန်တဲ့သဘောပဲကျက်တောင်ပြန်ဆိုတာကကျက်ရံအမွှေးတွေအတောင်တွေကလန်ပြီးတော့နေတဲ့ကျက်ကိုပြောတာကွယ်ဟုဒေါ်ရွှေရကပြောပြီးနောက်ရေနွေးချမ်းတစ်ခွက်ကိုမော့ချလိုက်လေသည်ပြောပါအောင်ဒေါ်ရွှေရရဲ့ခမည်းဥ္စာကခက်ဆန်းဆန်းပဲဟုဦးနဲ့ကျော်ကပြောလိုက်လေဒေါ်ရွှေရကပြောပြန်လေအင်းအဲ့ဒီရွေးရင်ပေါင်းကြီးလဲတွေ့ရောအမေလဲပစိန်နဲ့ပေါင်းကြီးကိုရှောက်ပြီးထုခွဲရတာပေါ့အလဲကမြေတွေကိုကော်ထုတ်တယ် အဲ့ဒီမှာအိုးတလုံးကိုကောမိတာနဲ့ပဲအိုးကိုပစိမ့်နဲ့ထုတာအထဲကရွှေရင်းကားတွေထွက်လာတော့တာပဲအိုးကိုလည်းအင်္ဂလိပ်မှုန်နဲ့သရိုးကင်ပြီးထားခဲ့တာနှစ်ကကြာတော့ဖုန်းနဲ့အိုးကတသားတည်းဖြည့်ပြီးမားနေတာပဲရွှေအိုးမန်းလန်တီကတော့ကယူပြီးဖွက်ထားတယ်နောက်တိုးရလိုရညာဆိုပြီးနေတိုင်းကိုဖာသာကိုလည်းနှဲချင်းတူတာလေးလုံးတောင်ရခဲ့တယ်နောက်မှကြောက်ရည်တွင်လမ်းရဲ့ရာဇဝင်ကိုတည်ခြင်းလို့ရှောက်ပြီးမိတာဘယ်သူမှမသိပါဘူးတော့နောက်ဆုံးမှကြောင်မြောင်ရက်ွက်အိစာတရားလမ်းမှာနေတဲ့လူကြီးနဲ့တွေ့မှာ အဲ့ဒီရာဇဝင်ကိုတိခဲ့ရတာဒီလူကြီးကလည်းကြောင်မြောင်းတဲကလေးကနေလာခဲ့တဲ့လူကြီးဆိုတော့အကုန်လုံးတိနေတာကိုဒေါ်ရှူရကြီးရေစကားဆုံးနိုင်အားလုံးကဟာကနေဖြစ်ကအံ့အားတင်းကြဝမ်းသာကြရတယ်တော့ဒီအမေလည်းအဲ့ဒီကလေးကချမ်းသာနေတာဒါပေမဲ့အမေတယောက်တည်းဆိုတော့ခက်ကုတ်ကုတ်နေရတာပေါ့ကွယ်မင်းကလှမောင်နေနဲ့ငွေတွေပို့ပေးတဲ့ကာမှာငါသားကလေးကိုခုံမယ်လို့တော့စိတ်တော်ကူပါတယ်ကွယ်ဒါမဲ့မင်းစာမကလည်းစာမမပါပဲကလားခုတော့ဘာမှမပူတော့ပါဘူးဟုပြောလေ ။ဦးနဲ့ကျော်လည်းစေတံကိုဆေးဖြည့်ပြီးနောက်ဒေါ်ရွှေရကိုခေါင်းတညင်ညင်ဖြင့်သဘောကျနေ။ဒေါ်ရွှေရကတော့နမဲနဲ့လိုက်အောင် ရွှေတွေကိုရတော့တာပါပဲဟုပြောဆိုရီမောလီတော်သည်။ကိုနဲ့ကျော်ကိုနဲ့ကျော်ကိုကျမပြောချင်တာကတားနယ်သမီးကို ရန်ကုန်ကို အလဲပတ်ဖျားဘူး။ခေါ်သွားခြင်းနဲ့ဟူတော်ရွှေရကပြောလိုက်ရဥနဲ့ကျော်ကခေါ်ပါဗျာခေါ်ပါခင်ဗျသားသမီးတွေခေါ်ပြီးခြေနဲ့မှာကျုပ်စီ ပြန်ဖို့အိမ်မှာတိအောင်မှမရှိတဲ့ကကျုပ်လဲ ဓမ္မတုခအကြောင်းတွားပြီးတရားလေးပါလေးအားထုတ်ချင်တာနဲ့တော့ပဲဟုပြောလေရာတော်ရွှေရကရွှေရွှေအားကဲသမီးသွားမယ်ဆိုမနဲ့ပဲသွားမယ်ပြင်ပေတော့ဟုပြောလေရွှေရွှေနေပို့ကလေးတို့ဒီရန်ကုန်သို့သွားရန်အတွက်ထုတ်ပို့ပြင်ဆင်ကြလေတော့တည်းညာကြီးတို့လူစုရန်ကုန်သို့ရောက်ရင်လမ်းမလူများကလာရောက်မေးမြန်းကြလေတော့ဤညာကြီးကိုလည်းထိုလမ်းမလူများကငမကြီးတို့ကလှလို့ဝလို့ပါလားဟုပြောဆိုနှုတ်ဆက်ကြလေသည်တော်ရွှေရကြီးကိုလည်းတော်ကြီးကတော့သားတယောက်စားရတာပဲဟုအားပေးကြ၏ ရွှေရွှေကိုလည်းလှလိုက်တဲ့မင်းကလေးဟူချီးမွမ်းကြပြီးလင်ပို့ဝိဆောင်ကလေးဝတ်ထားတော့ပို့ကလေးအားလည်းချစ်ခင်စွာကြည်ကြသဖြင့်ပို့ကလေးမှာရှက်၍နေလေကိုကြီးရန်ကုန်ကလူတွေမျက်လုံးကတန်ကြွန်ပါတယ်လို့ပဲသူတို့ဟိုင်းကြည့်တာကျွန်တော်တို့အနည်းရခက်တယ်ဟုပြောဆိုလေညာကြီးရောက်လာပြီဟူတဲ့ရင်ကြလင်တီတာလန်ပုံဆိုင်မှာတောက်ဖို့တောက်ဖက်တို့ကညာကြီးထန်ချီတက်၍သားကြလေတော့သည်ငမြမင်းကတော့လူကောင်းဖြစ်သွားပြီလှလို့ဝလို့ချမ်းသာလို့ဘဲရမလဲကွာငါတို့တော့ ဒီနေ့တွားကြည့်တရမယ်ဟုပြောဆိုကြက်ကန်လေးအရက်ကလူကိုဒုက္ခပေးပါတယ်ဗျာဟုအစာချီလင်းတန်းမောင်ကဘယ်ရလာဒုက္ခပေးရမှာလဲမင်းရင်ခုလိုကြီးပွားပြီးမိမချောချောလေးရတာကူကအရက်သမားဖြစ်ခဲ့လို့မဟုတ်လားဟုပြောလေထို့နောက်အရက်ဆိုင်သူလာရမည်ဟုဆိုကညကြီးဟာအတင်းဆွဲကြတဲ့ဖြင့်ညကြီးကသာမဟုတ်ဒေါ်ရွှေရရွှေရွှေနဲ့မစ္စတာအိုက်စ်လီတို့ကပါတောင်းမရလေမြမတို့ကိုရက်တရမယ်ဟုပူဇော်ပြန်၏အရက်ကိုဖျက်ကြပါတော့ဗျာဟုညကြီးကပြောလင်း တမ်းမောင်ကအဘလို့ဖြစ်ရမှာလဲကွာအရဲကတစ်စာရှိတယ်မင်းလိုတထေးကပဲတောက်တောင်းငါလိုဖိုကြကပဲတောက်တောင်းမူရာကြအတူတူပဲကွာဟုတ်ပြောလိုက်နင်ကြံတော့အရဲတမားများကပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မောင်မြကြီးဟုဝိုင်းအော်ကြလေဤပညာရှိတောက်ဖို့ပစ္စည်းကရေပဲဖြစ်တယ်လို့ဇကပုံရှိတယ်ဟုမြကြီးကပြောလိုက်ရတမ်းမောင်ကမင်းကစာစုံအောင်ဝတ်ဖတ်ဘူးလို့ပါကွာမိမရဲ့တချင်းရဲ့ရဲ့ရဲ့ကိုမချစ်တဲ့သူက သူ့ဘွားတခြားလုံးမှာယူလို့နေသွားရမယ်ဆိုတဲ့စကားပေါင်းကရှိပြန်ရောကငမြဟုတမ်းမောင်ကပြောလိုက်ရင်အရက်သမားများကဝုတ်တယ်ဝုတ်တယ်ဟုအဟိကြပြန်ထူကာမြကြီးကအရက်ဝင်နာနဲ့အတိညာကအပြင်ကိုထွက်သွားရော လို့ဆိုထားတယ်ဗျာဟုပြောပြန်ရတမ်းမောင်ကဒီနေ့အရက်တော့စင်ကြီးဆရာတွေအားလုံးပြနဲ့ပြန်ကြတော့ရောက်ချင်မှရောက်လို့ဆိုထားတကွာဟုပြောလိုက်ပြန်ရအရက်သမားများကဟုတ်တယ်ဟုတ်တယ် တန်းမောင်ကရသမားပညာရှိကွာဟုအားပေးကြပြန်၏မြကြီးလည်းဆက်လက်ငင်းခုန်နေခြင်းဖြင့်အကျိုးမရှိသည့်ဖြစ်ကိုသိသောကြောင့်ရက်သမားများအာငွေ30ထုတ်ရပေးလန်လင်းရက်သမားများသည်အိမ်ရှိမြေကွက်လမ်း၌ကခုံကြလေတော့သည်ဂဇောသမားလူတွင်မြာကြီးကျမ်းမာပါစေဟုဟောဟစ်ကရက်ဆိုင်သို့ပြေးကြလေတော့သည် ထိုချိန်၌စားတိုင်းမှတချိန်ကစားဖို့သမားစိန်ဝင်းကမြာကြီးတန်ရောက်ရှိလာပြီးလင်းဟေးမြာကြီးဟု အားရဝင်းသာနှုတ်ဆက်ရကိုစဲဝင်ခင်ဗျလည်းပြောင်ပြောင်ရံရံဝဝဖြူဖြူနေပါလားဟုမြကြီးကပြောလိုက်ရမင်းကျေးဇူးပေါ်ကွာမင်းထွက်သွားကနီမှာငါရဲ့မန်နီအော်ဒါပတ်စံကိုနောက်ပြီးယူသွားတော့ငါမှဒုက္ခရောက်နေလိုက်တာမင်းကယူသွားပြီးဦးလေးမြိုင်ကိုပေးခဲ့တာဦးလေးမြိုင်ကကောင်းကောင်းမပေးဘူးဟဲ့အရက်ဖြတ်မှပေးမယ်ဆိုလို့ငါမှအရက်ဖြတ်လိုက်ရတယ်အရက်ဖြတ်ပြီးတာနဲ့ငါလည်းစီးပွားရေးကချောင်းလဲလာတယ်ဒီကြားတဲ့ညာချောင်းကလေးပါလေးတက် အလောက်ဆောင်ပွဲဖြေတာအခုစားရိုက်ဖို့ဖြစ်နေပြီကွာဟုစားရိုက်ဖို့မောင်စိန်ဝင်းကမင်းရေရှက်ရင်ပြောလိုက်လေတော့သည်ညာကြီးလည်းလာရောက်နှုတ်ဆက်တော်မိဟောင်းဆွေဟောင်းများကိုဧကန်စကားပြောခြင်းဖြင့်သာအချိန်ကုန်နေလေတော့ဤအဲ့နယ်များဆဲသွားတော့ကညာကြီးအားဒေါ်ရွှေရကဒါကြီးအလူလေးပါလေလောက်ရအောင်လားဟုပြောကတင်းကြံနိုင်အလူတစ်ခုပြုတ်လို့ရင်အတိုင်းမင်းကြလေသည်ညာကြီးကလည်းသဘောတူလိုက်လေဤ ထို့နောက်နနက်စာထမင်းစားပြီးဒီကမြကြီးကအင်းရှိနိုင်ထိုင်လျက်ကြာရောက်လက်တန်းတော်တင်းညံစာကိုဖတ်နေ၏။ဤနှစ်ကအာသင်ထနှစ်ဒီနှစ်ကိုမကန်းဆောင်၏။လကိုငားဆောင်၏ရက်ကိုဂုံမန်ဆောင်၏တောင်ကိုယုံဆောင်၏မြကြီးသည်တင်းညံစာကိုအထက်ပါတိုင်းအံထွက်၍ဖတ်နေစဉ်တစုံတယောက်သည်ခြံတွင်းသို့ဝင်လာပြီးလင်ရက်မူတန်ကြီးဖြင့်နှစ်ကိုမကန်းဆောင်၏လကိုငားဆောင်၏ရက်စာကိုမောင်ပုဆောင်၏ဟာဟာကိုမြကြီး ဘာရရှောက်ပြောနေရလဲ။အရဘိုးပဲဆန်လေးပေးပါဗျ။ခင်ဗျာရေသမားတစ္ဆာပေါ့ရှိပဲ။ဟုပြောတဲ့ပြင်ကြည်လိုက်ရ။မိမိရေဖြတ်တီနေကမှာရက်ကိုစတင်တောက်ဘူးတော့မှပုဆိုသည်တငယ်ကလေးဖြစ်ကြောင်းတွေ့ရရင်မြကြီးကလွန်စွာမှစိတ်မကောင်းဖြစ်သွားသည်လေ။မဘူးကလေးပါလား။အင်းအရဆွဲသွားရှာပြီးကိုဟုတိုးတိုးကလေးရေရွတ်လာရင်အရကိုတစ္ဆာပေါ့ရေဖြတ်သွားကူမြကြီး။ဘာတို့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 နဲ့ရွံ့နေရလဲ။ ပတ်စံဝေးပါဗျာပတ်စံပတ်စံဟုမာဘူးကအော်ဟစ်တောင်းလေမြာကြီးလည်းစိတ်မကောင်းဖြစ်ပြီးမာဘူးကိုမကြည့်တော့ပဲတင်းညာစာကိုဆက်ပြီးဖက်ပြန်၏ငှက်တော်ရီတီပတီကကြီးဖြစ်၏မြက်တော်ရီတီပတီကမြက်ကားဖြစ်၏ဝါတော်ရီတီပတီကချက်တောင်းဖြစ်၏ဟုတ်ဟုတ်ဟုတ်တာ yes i know တီပတီကမာဘူးဖြစ်၏ဒါတော့ထပ်ဖြေလိုက်လေဟာဟာဟာဘာရှိဆောင်နေရလဲပတ်စံပတ်စံတန်းလာ ပေးစမ်းပါဗျ။ခုမှပူကအော်လေးမြကြီးလည်းမတက်တာဒီစုံနာအင်းအောက်သူဆင်းသွားရင်မောင်ပူအောင်ငွေတစ်ချက်ပေးလာရင်မောင်ပူကဟီလိုပါဘူးဗျ။ဘူမြကြီးလိန်လာလာပြီဟုပြောဆိုပြီးနောက်ရဲ့သမားတို့ထုံးစံတိုင်းလူကောင်းသူကောင်းတို့ဟာစိတ်နှောက်ရှက်ဖြစ်စေပြီးလင်ရန်တီရန်တိုင်းနဲ့ထွက်ခွာသွားလေ။မြကြီးလည်းမောင်ပူရင်နောက်ကျောကိုကြည့်၍ခြံရစ်လေတော့သည်။ငါကို လိန်မာလာပြီတဲ့။ဟုတ်တယ်မောင်ပူငါကလိန်မာပြီ။ မင်းကတော့မိုက်တုံးဘဲကိုအရက်တောက်တာကို မကောင်းပါဘူးလို့မြန်မာကလေးကရှာကလေးနဲ့လာပြောရင်တောင်ရဲ့သမားတွေကဖြုံမမို့ဘူးဒါကိုလည်းငါအနေနဲ့ဘယ်လိုမှစိတ်မထိခိုက်ပါဘူးဒါမှမှန်ဘူးမင်းတို့လိုလူငယ်လေးတွေကတိုင်းပြည်ရဲ့ဗန်တိုင်းပါပြည်ကြီးမန်တိုင်းပေါ့မင်းတို့အနေနဲ့မင်းတို့ရဲ့နှုတ်တယ်တဲ့နှလုံးသားတွေကိုရက်တီလောင်းချပြီးရက်ခုရက်ငွေတွေနဲ့လောင်မြိုက်ပြစ်နေတာကိုတော့ငါအနေနဲ့စိတ်မကောင်းဖြစ်မိတယ်ဟုစိတ်တွင်းမှလေးလေးနက်နက်ပြောရင်းခေါင်းကိုတဆတ်ဆတ်ညှိခါ ကြည့်ခက်လီတော်တည်းတက်ပေတက်တာကာမတကမင်းသိန်ခဆရာကြီးမင်းသိန်ခရဲ့ပြည်ကြီးမန္တန်မြကြီးဆိုတာကတော့ဒီဘိုင်းမှာပဲအဆုံးသတ်သွားပြီဖြစ်ပါတယ်နောက်ထပ်လဲဆရာကြီးမင်းသိန်ခရဲ့စာကောင်းစာမုံများကိုတင်ဆက်ခြင်းပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင် ကျွန်မတို့ကြပါ